ကိုတင်းကအရန်ချစ်တယ်ပြင်မှာအရန်လည်း give site တယ်အရန်အဲ့လိုနွန်တာခံတယ်သီးခံတယ် limit တစ်ခုထိပါစကားထဲမှာမထိန်းထားသေးရယ်လေဆရာထိန်းထားဆိုတာကိုကြောင့် character တလဲဖြစ်သွားမှာလွဲသွားမှာကိုဆိုးတဲ့အတွက်ထိန်းထားရတာအပြင်မှာကတော့စီးလို့ဝါလို့ပဲပျော်တာအပျော်လုံးနေတရားဟိုနိုင်လွင်ကခဏတာပြောသေးခြင်းလို့ပိုင်နှီးပေးလိုက်တာပါသူလည်းခဏပဲပြောတာပါအကြ ాయి မပြောပါဘူးမိမကိုရမ်းချစ်တဲ့ယောက်ျားတွေက မတော်တဆခြေကျော်လက်ချောက်ဖြစ်ပြီးတော့လမ်းမရောက်ခဲ့ရင်တော့ခဏပဲသူတို့ဘယ်လမ်းလျှောက်ရမလဲလမ်းမှန်ပါလဲဆိုတော့သူတို့ချက်ချင်းသိတယ်အိန္ဒိယရောင်းလမ်းမရောင်းငားလည်းမငားဘူးကျွန်တော်ကဝေပြီးတော့အခုတင်းထားတကယ်လို့များလို့ခြုံကြိုက်ခဲ့လို့ရှိရင်ဘယ်ကားမှာရိုက်လို့ဝေဝေလို့ရမလဲပေါ့ဆိုတော့အဲအဲအဲပြန်ဝေလို့ရအောင်တင်းထားကြိုက်လို့ပြီးတော့အိန္ဒိယတွေစားချုပ်ကလေးဟိုကလည်းတခါတည်းအဲ့လိုလေအိန္ဒိယအသားကောင်းကောင်းနဲ့လက်ရကောင်းကောင်းအဲ့လိုမျိုးကျွန်တော်ချုပ်ထားလိုက်တာခဏခဏဝေလို့ရအောင်ဆိုပြီးတော့ဒီအဝေစားတွေကျွန်တော်စပြီးတော့ရိုင်းရမယ်ဆိုတဲ့အချိန်မှာဘယ်လိုဝေရမယ်မသိတဲ့အချိန်မှာ ဒီ academy melody ပေါ့နော်မမျိုးနဲ့ကျွန်တော်အဲတုန်းကဟိုတချင်းကိစ္စအရင်နဲ့တွေ့ပြတဲ့အခါကျတော့မမျိုးရေကျွန်တော်ရိုက်ကွေးမှာတော့ဒီလိုမျိုးလေးတော့ရှိနေတယ်အဲ့ဒါကျွန်တော်ကိုကူညီပါအောင်လို့ဆိုတော့သူကအဲ့နဲ့သူကိုယ်တိုင်အဲဘိုးချုပ်စည်းသွားလို့သွားရင်းနဲ့မှာအဲ့ဒါကျွန်တော်တို့အတွက်သူအင်းကြီးအသားတွေရောအယောင်တွေရောသူအကုန်ရွေးပေးတယ်ရွေးပေးပြီးတော့ကိုပြည့်စုံပေါ့နော်မိုက်ကယ်ပြည့်စုံ Facebook account နဲ့ရောမိုက်ကယ်ပြည့်စုံသူနဲ့တခါတည်းကျွန်တော်ကိုကျွန်တော်ကိုဘာလို့ချုပ်ဖို့ကိစ္စတွေပါအကုန်စီစဉ်ပေးလိုက်တော့ကျွန်တော်အဲ့အကုန်နဲ့တွေ့ပြီးတော့ကိုတိုင်းနေပါတိုင်းပြီးတော့လိုချင်တဲ့ဟာတွေအကုန်ချုပ်လိုက်မှန်တိုင်းမပြောရင်လေကျွန်တော်ကဒီဇက်ကား ရိုက်ခံနေတော့ကျွန်တော်အဲ့လိုဖဲသားလေးတွေဝစ်ချင်တော့လေကျွန်တော်တိုင်ရွန်စီအရင်ကွာငှားတာတိုင်ရွန်ကအရင်တော့သူဥက္ကလိုင်နဲ့စကားတကားရိုက်ပြူးတယ်အဲ့မှာကျွန်တော်ကျတော့အင်းကြီးကကျွန်တော်အရင်ကြီးနေမှာပေါ့ပြီးတော့လက်တူလည်းဖြစ်နေတော့ကျွန်တော်တက်တူးလေး item ကမပေါ်ခြင်းပေါ့နော်တက်တူးဆိုဒီရင်ဘက်ကဟာတော့ပေါ်တာပေါ့ဒါပေမဲ့ဒီလက်တွေတခြားဟာတွေကမပေါ်ကျွန်တော်ကျွန်တော်မထူပေါက်လေးလို့ကိုယ့်ဘာတကူပဲချုပ်လိုက်တော့မယ်ဆိုချုပ်ဖြစ်သွားတယ်အခုအိမ်မကြီးမပြန်သိနေတာအဖေပါဆိုင်လေအဖေစီကဘယ်လိုလိုပဲယူလာဆိုအဖေက ရောရောရောတဲ့မင်းငါပတ်တိုင်ယူရဆိုတော့နောက်ကားတွေကျရင်လုံမဆူလို့ဆိုရင်နောက်ထပ်နှလုံးထပ်လာပြီးွားခေါ်ကြီးတယ်ဒီဇလန်ဖြည့်ရမယ်ကိုရိုက်ထားဆိုတော့လေဒီဖြည့်ရမယ်မှာတကယ်အပြင်ကကိုနိုင်လွင်ကိုကျွန်တော်မြင်မှုကျင်တယ်သူနဲ့လည်းအဲ့လိုတွေ့ကျင်တယ်အဲ့လိုစကားလေးပိုင်းလည်းပြောကျင်တယ်အမတ်တရဓပုံလေးပိုင်းလည်းရိုက်ရှင်းရိုက်ကွင်းပေါ်မှာရိုက်တာဦးသိန်းဟန်စိတ်တိုင်းကြရမယ်သူခိုင်းတဲ့အတိုင်းကျွန်တော်လုပ်ရမယ်ဆိုရဲဟာနှစ်ခုအဲ့နှစ်ခုပဲကျွန်တော်ခေါင်းထဲထည့်ထားဆိုတော့ အဲဒီဇက်ကောင်တဘာဝရတာကျွန်တော်ကကျွန်တော်လုတ်တဲ့ပုံစံမျိုးနဲ့ကျွန်တော်သေယုဆောင်လိုက်တာဆိုတော့အပြင်ကကိုနိုင်လွင်ကဘလိုမျိုးနေပုံထိုင်မှုရှိလဲသူစကားပြောတာဘလိုလဲသူစိတ်နေစီတာဘလိုရှိလဲကျွန်တော်မသိဘူးနိုင်လွင် character ကကျွန်တော်အတွက်ဟိုပြောရင် next level ပဲရောက်တယ်တကယ်တော့ကျွန်တော်ကလူပညာအလုပ်လုပ်တယ်သချင်းစုရဲသချင်းရေးရဲရုပ်ရှင်သိမ်းဆောင်လုပ်တယ်ဆိုပေမဲ့တကယ်တမ်းကျွန်တော်ကိုသိတာကလူနည်းစုပါတကယ်တမ်းပြောရရင်လူနည်းစုဆိုတော့ဒီလူနည်းစုကနေနောက်ထပ်မှန်တိုင်းပြောလို့ရှိရင်တော့ဗျာဥပမာပေါ့ ဆယ်ယောက်တိနေရနေအခုယောက်တရာနေရအဲ့လိုဖြစ်သွားတဲ့အခါကျတော့ကျွန်တော်တို့အတွက်ဒီ nine line character ကကျွန်တော်ပေါ်မှာဟိုကြီးမားတယ်ကိုတင်းကအရန်ချစ်တယ်ပြင်မှာအရန်လည်း give site တယ်အရန်အဲ့လိုနွန်တာခံတယ်သီးခံတယ် limit တစ်ခုထိပါစကားထဲမှာမထိန်းနာသေးရလေဆရာထိန်းနာဆိုတာကိုကြောင့် character တလဲဖြစ်သွားမှလွဲသွားမှအစိုးရအတွက်ထိန်းနာရတာအပြင်မှာကတော့စီးလို့ဝါလို့ပဲပျော်တာအပျော်လွန်နေ အဲအမိုးမြစ်ကတော့တဖြည်းဖြည်းပြရင်နေနဲ့ကျွန်တော်တို့ကဒီဇသိမ်းမရောက်တော့မယ်ပေါ့နော်ဇသိမ်းမရောက်တော့မယ်ဆိုတော့ဒီအမိုးမြစ်ပြီးွားလို့ရှိရင်ဒီ9လပိုင်းထဲမှာကကျွန်တော်စက်ဆိုင်နဲ့ဆိုင်နဲ့ဟိုပါပြစ်စလက်မိုးယုံတင်မယ်ပြစ်စလက်မိုးပြီးွားလို့ရှိရင်ထူအောင်နဲ့လူရထောင်းယုံတင်မယ်